ဗုဒ္ဓဘာသာဝင်များဤဘဝနေနီတဲ့စွမ်းဆောင်နိုင်သူများဖြစ်စေခြင်းဗုဒ္ဓဘာသာဝင်များအတွက်အရေးကြီးသည့်သီလတမာတိပညာသုံးဌံကိုကျင့်ကြံအားထုတ်နိုင်စွမ်းရှိသူများဖြစ်ရန်လိုအပ်ပါတယ်။လုံလဝရိယပြင်းထန်ပြီးဆွဲရှိရမယ်။ နှင့်ဖြောင်းမတ်စွာ နေထိုင်နိုင်ရန်ကြိုးစားခြင်းမိမိရယ်မရှိသောဂုံကို ရှိဟန်ဆောင်ခြင်းကင်းရမယ်ကောက်ကျစ်ဆင်းလဲခြင်းကင်းရမယ်သူတစ်ပါးကိုလှည့်စားလိုခြင်းကင်းရမယ်ကာယကံဝစီကံဖြောင်းမတ်နေရမယ်၃စိတ်ကိုဖြူစင်အောင်ထားခြင်းမိမိအပြစ်ကိုဖုံးကွယ်ပြီးအပြစ်ကင်းတဲ့အောင်ဟန်ဆောင်မှုကင်းရမယ်ကာယကံ ဝစီကံသာမက မနောကံလည်းဖြောင့်မတ်မှန်ကန်နေအောင်ကြိုးစားရမယ်။သူတစ်ပါးကိုလိမ့်လေလှည့်ပြားလိုခြင်းကိုစိတ်ဖြင့်ပင်မပြစ်မာမိပါစေနဲ့။၄စိုးဆုံးမလွယ်ခြင်းစိုးဆုံးမထိုက်သူစိုးဆုံးမရင်အရေးချင်းရှိသူဤစကားကိုလိုက်နာခြင်းသည် ဖြူစင်ဖြောင့်မတ်သူများ၏အရေးချင်းကောင်းတစ်ခု ဖြစ်ပါရဲ့။၅ နူးညံ့တိမ်မွေးစွာနေထိုင်ခြင်းစိတ်နှစ်ကိုကတ်နေရန်လိုအပ်ပါတယ်စိတ်နှစ်ကိုကတ်နေလျင်ဘာလုံးလုံးလိုက်ရောညီထွေ ရှိနေပါတယ်ဘာလုံးလုံးနူးညံ့သည့်စိတ်ကိုဆောင်အကောင်းမြင်ပြီးလှုပ်ဆောင်လျင်အောင်မြင်ပါတယ်စိတ်ကိုပျော်ပြောင်းစွာထားလျင် မကြိုးမဆက်မပြတ်နိုင်ပါစိတ်ကိုတင်းထားလျင်ထောင်းငနေပြတ်သွားတတ်ပါတယ်။၆ မာနမထားခြင်းမိသူကုံမစိုးအဖက်မတန်သလိုမဆက်ဆံသင်ပါလောကတွင်လူနှင့်လူချင်းမတူချင်းမတန်ချင်းမရှိပါဆွေကုံမျိုးကုံပစ္စည်းကုံပညာကုံဆိုသည်မှာဘာမှမဟုတ်ပါလူကသာအရေးကြီးပါတယ်ထို့ကြောင့်ဘဝင်မမြင့်ပါနဲ့မောက်မာစွာမပြောပါနဲ့နောင်မှနောင်တမရပါစေနဲ့ခနဲ့ ရောက်ရဲခြင်းတန်တုတီပရမဝရံဆိုသည့်တရားတော်နှင့်အညီရသမျှလေးနှင့်ရောင်ရဲတင်းတိမ်နိုင်အောင်စ조사နိုင်ရပါမည်။တင်းတိမ်ခြင်းရောင်ရဲခြင်းသည်ဗုဒ္ဓ၏တရားတော်နှင့်အညီနေထိုင်ခြင်းဖြစ်ပါရဲ့။၈ဇေနတ်စွာနေတတ်ခြင်းစာဝတ်နေရေးနှင့်ပတ်သက်ပြီးသူတစ်ပါးကိုဝင်ထုတ်ဝင်ပိုးမဖြစ်စေခြင်း ဝင်ထုံဝင်ဖို့ဖြစ်အောင်မနေပဲကျွေးရလေးနဲ့ဝါအောင်စားခြင်းရှိရလေးနဲ့မျှတအောင်နေထိုင်ခြင်းကြေနဲ့ရောက်ရဲခြင်းတို့ကလည်းတရားတော်နဲ့အညီနေထိုင်ခြင်းဖြစ်ပါတယ်ကိုအမှုကိစ္စနေခြင်းအလုံးမရှုပ်ရအလုံးမများရမိမိကိုနှင်းဆက်သောမလွှဲမကင်းတာသည့်ကိစ္စမှတပါအခြားအလုံးမရှိစေဘဲ ကိစ္စနဲနိုင်သမျှနဲအောင်နေထိုင်နိုင်ရပါမယ်30လွယ်ကူစွာရွှေ့ပြောင်းနိုင်အောင် ပြင်ဆင်ထားခြင်းအတုံးဆောင်ပစ္စည်းများတတ်နိုင်သမျှနေစေရပါမယ်နေရာမရွေးရွှေ့ပြောင်းလိုပါကမိမိအတောင်သာလင်ဝင်ထုတ်ဝင်ပိုးရှိသောငှက်ကဲ့သို့ ဖြစ်နေရပါမယ်အချိန်မရွေးထသွားနိုင်ရန်အတွက်ပစ္စည်းပစ္စယနေပါနေအောင်အားထုတ်ရပါမယ်7 အိန္ဒြေငြိမ်သက်ခြင်းမျက်စိနာနှာခေါင်းရှာကိုဟူသည်အိန္ဒြေ၅ပါးကိုတည်ငြိမ်အောင် ထိန်းနိုင်ရပါမယ်။အာယုံ၅ပါးနောက်ကိုပါမသွားအောင် ထိန်းနိုင်ရပါမယ်။အပျော်အပါနောက်ပါမသွားနိုင်စေရန်ထိန်းနိုင်မှငြိမ်သက်ခြင်းကရောက်လာမှာဖြစ်ပါရဲ့။ဆက်နှင့်စင်ချင်းညာရင့်ကျက်ခြင်းအရာရာကိုပညာတည်း စင်ကြင်ဉဏ်ဖြင့်ရှုမြင်ကြည်ကခွဲခြားပိုင်းဖြတ်နေတတ်သူဖြစ်ရန်လိုအပ်ပါတယ်။73မကြမ်းချင်းမယိုင်းချင်းကိုယ်စိတ်နှလုံးယဉ်ကျေးတိမ်မွေးစွာနေထိုင်ခြင်းသည်တရားတော်နှင့်အညီနေထိုင်ခြင်းဖြစ်ပါတယ်။သူ့နေရာနဲ့သူနေထိုင်ရခြင်းစောင့်စည်းထိမ့်သိမ့်ရခြင်းမပြောသင့်သည်ကိုမပြော ပြောသင့်သည်ကိုသာပြောခြင်းတို့ကလည်း ဗုဒ္ဓဤလမ်းညွှန်ချက်အတိုင်းနေထိုင်ခြင်းဖြစ်ပါတယ်။ဆက်လေးတွေ့တာမှုနေခြင်းငါလင်ငါသားငါအိမ်သားငါဆွေမျိုးများဟုသည်ငါဆွဲကင်းကတန်ရောစင်ကို ဖြတ်တောက်ပြီးနေထိုင်နိုင်စေရန်ကြိုးစားရပါမယ်။15အပြစ်ဆိုလင်မပြုခြင်းအပြစ်ဆိုလင်သေးသည်ဖြစ်စေကြီးသည်ဖြစ်စေ အပြစ်သာလင်ဖြစ်ပါတယ်။ ထို့ကြောင့်အပြစ်မှန်သမျှရှောင်ကျဉ်နိုင်ရမည်ဆိုသည့်စိတ်ဓာတ်ဖြင့်နေထိုင်ခြင်းဖြစ်ပါတယ်။ရေရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကို့ဒေတာ၌ပျော်ကြားဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသား အိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။